ကိုကြီးလာမောင်လေးရတော့မသိပြောလာမယ်ဇီတီရှစ်လို့နော်ရှစ်လို့ပြောလိုက်မယ်ဇီတီလေးဆောင်းဆောင်ထိုင်ပြီးကောက်နေရဲ့ဘီလိုဖိုင်အောက်မှာတော့ကြမကောင်းကြောင်းပြောထားတာဒါမဲ့လေမိမတွေအားလုံးကျွန်မမဆိုလို့ဘူးနော်မိမအားလုံးပြောတာမဟုတ်ဘူးတချို့သောမိမတွေကလင်းသာတရားဝင်မယူတာသူတို့ဟာလေဇီဇက် RTN မျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရဲ့အိမ်တော်ရဲ့အတွက် အသိပညာဗဟုသူတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ကိုကြီးလာမောင်လေးရတော့မသိဘူးပြောလာမယ်ဇီတီရှစ်လို့နော်ရှစ်လို့ပြောလိုက်မယ်ဇီတီလေးဆောင်းဆောင်းထိုင်ပြီးကောက်နေရဲ့ဘီလိုဖိုင်အောက်မှာတော့ကြမ်းမကောင်းကြောင်းပြောထားလားဒါမဲ့လေမိမတွေအားလုံးကျမမဆိုလို့ဘူးနော်မိမအားလုံးပြောတာမဟုတ်ဘူးတချို့သောမိမတွေကလင်းသာတရားဝင်မယူတာ သူတို့ဟာလေဇီးသီးမဟုတ်ဘူးတိလားဒီလောက်လောက်ကြီးတဲ့အုံရှစ်သီးတောင်ပြစ်သွင်းလို့ရတယ်နော်ဒါပေမဲ့ကျမတို့ဒီအိမ်အောင်တဲ့ကလေးနှစ်ယောက်မအေးဒါပေမဲ့လေပြစ်သွင်းလို့မရဘူးဇီးသီးလဲစောင့်စောင့်ထိုင်ုံနဲ့မဝင်ဘူးကိုရဲ့အတော့ခါကြတော့လေအိမ်ကရှန်ခုံနွားတွေရလေအိမ်ကဟာကောင်းနေမထင်ပဲနဲ့ အပြစ်မှာခရမ်းသီးပေါင်းတောင်းလျှောက်တောင်ထိုးထည့်ထားတဲ့ဟာမှာကောင်းနေထင်တာတသက်တစ်ဖွဲရှိတာအတော့ခါကြတော့လေညီမလေးတို့ကကိုကိုကိုလေတော်ပါတယ်ကောင်းပါတယ်လို့ဖွင့်ပြောနေစရာမလိုဘူးလူတယောက်ကိုကြည်လိုက်တာနဲ့တိတယ်အတော့ခါကြတော့ဇီးတီညီမလေးမဝင်ဘူးစိတ်မပူနဲ့နော်တချို့သောအရာတွေကလေအပေါ်ယံမှာကြော့စင်းလှပပြီးကိုယ်ကောက်နေရယ်နော် ပြနေလှပနေဒါမဲ့သူတို့ဟာအုံရှိသီးတောင်ဝင်းနေနော်အုံရှိသီးမြင်ဘူးလားမမြင်ဘူးရင်ရှန်ထဲမှာအုံရှိသီး ကြီးရဲ့ချိန်ညာပြမယ်နော်သူတို့ဟာအုံရှိသီးဝင်နေပြီဒါမဲ့လေရှန်ခုံနွားတွေကအဲ့အုံရှိသီးဝင်တဲ့ဟာကိုကြတော့လေတန့်နေတဲ့ကောင်းနေတဲ့အပြင်ကအလန်းလေးရမှ အကိတ်ကြီးတဲ့သူတို့ကိတ်တယ်ဆိုတာဂျင်းဆုပ်လို့ဒီဖင်နဲ့ယင်နဲ့ပဲကိတ်ချာလေအောက်ကဟာ အုံရှိသီးဝင်နေပြီဒါကိုကြတော့သူတို့ကလေကောင်းနေတဲ့နော် တို့ကစေးပေါင်းတောက်လျှောက်ထောင်သုံးနေလိုရှင်ပေါင်းပိတ်သားရှိနေဂရိုးနီယံသုံးနေเนาะအဲ့တော့လိုရှင်သုံးနေစေးတွေသုံးနေကိတ်အောင်လဲလုပ်တယ်သုံးနေအိမ်ရမယားတွေကလေမလုံနိုင်မှုကိုကြီးကို့အိမ်အလုံးနဲ့ကို့အိမ်ရလုံလဲလောက်ရလေစားဖို့လဲလောက်ရလေစီးပွားရေးလဲလောက်ရလေကလေးဝယ်ဖို့ဆက်လောက်ရလေတာရင်နာရင်နဲ့အိုးနားရတဲ့ကိုမရှိဘူးမျက်လုံးနှလုံးမိတ်မမဲအိုးအချိန်ရောက်ပြီခေါခေါဆိုအိမ်ရတာအကကနေအလုပ်ကိုတွေ့ရအောင်လောက်ရတာเนาะအဲ့ဒါကြတော့လေအိမ်ရမယားကြတော့လေ လင်သိသားစိတ်ကုံနဲ့ရုပ်တဲ့အဲ့တော့ခါကျတော့အကိုကြီးရေစိတ်မပူနဲ့တိလားဇီးသီးမဝင်ပါဘူးလို့နော်ဗတိယာပုံပွားအလုံးကင်းစင်ပါတယ်လို့ဘာလို့လဲဆိုတော့ဇီးသီးတောင်မဝင်ပါဘူးရှင်နော် ိတ်မပူနဲ့နော်အုံးရှိသည်ဝင်တဲ့ဟာတွေကိုပဲစိတ်ပူပါရှင်အခုယောဂပိုးတွေအရန်ထားကြွနေရယ်နော်အကာအကွယ်ပစ္စည်းတွေဘလောက်ရာကိုင်းတော့စိတ်ရှာရမှာတော့နော်အဲ့တော့အုံးရှိသည်ဝင်တဲ့သူတွေကိုပဲစိတ်ပူလိုက်ပါကိုကြီးရှင်ကျမတို့တော်ဝါလူတွေကလေဇီးသည်မဝင်ပါဘူးရှင်အားလုံးစင်ပြေရယ်နော်ရန်စပါတယ်ရှင်နေကောင်းနေနော် ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင်ကို့ခံစားချက်ကို့အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်။ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။